အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်ဒုက္ခပါနှက်ခတ်အလိုက်လေးကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်နှက်ခတ်တွေရဲ့စိတ်နေစိတ်ထားဘာတွေဖြစ်နေလဲဘာတွေကိုပြင်ဆင်ရမလဲဘာတွေကိုရှောင်တည်တယ်နှက်ခတ်အလိုက်လေးကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့မှာတော့နှက်နှက်ခတ်ပိုင်စင်တွေရဲ့စိတ်နေစိတ်ထားနဲ့သူရဲ့အကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အခုကျွန်တော်ချပြတဲ့တပုံကြည့်ပါမိမိရဲ့ခုနှစ်အလိုက်လေးအပေါ်မှာမိမိရဲ့နှက်ခတ်ရှိနေပါတယ်ကိုယ့်ရဲ့ခုနှစ်ကဗမာစီလို့ချက်လောက်ကြည့်လိုက်ပါပြီးပြီးခုနှစ်တွေ့ပြီးသားနဲ့အပေါ်ကိုကြည့်လိုက်ပါအပေါ်မှာရှိတဲ့နှက်ခတ်ကမိမိနှက်ခတ်ဖြစ်ပါ ါတယ်။မိစွေတို့ကြည်ရလွယ်ကူအောင်တွက်ရရင်ခက်ခဲနေမှာဆိုလို့ဒီတက်ပုံလေးနဲ့ကျွန်တော်ချပြလိုက်ခြင်းဖြစ်ပါတယ်။အရန်လွယ်ကူပါတယ်။မိမိရဲ့မြန်မာခုနှစ်ကိုတည်ရင်မိမိရဲ့အနာခက်ကိုလည်းတည်ရမှာဖြစ်ပါတယ်။ဒါကြောင့်မိမိရဲ့မြန်မာခုနှစ်ကိုတွေ့အောင်ရှားပါ။တွေ့ပြီးဆိုတာနဲ့အပေါ်မှာရှိတဲ့အနာခက်ကမိမိရဲ့အနာခက်ဖြစ်ပါတယ်။ကဲဒီနေ့မှာတော့နှစ်နာခက်ပိုင်စင်တွေရဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နှစ်နာခက်ပိုင်စင်တို့ရဲ့စိတ်နေစိတ်ထားနဲ့နှစ်နာခက်ပိုင်စင်တို့ရဲ့ဆောင်းကျင်ရောက်တဲ့အချက်တွေတည်ထိုင်ရမယ့်အချက်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နှစ်နာခက်ပိုင်စင်တွေကလူဖြောင်းစိတ်တို့ဖြစ်ကြပါတယ်။မိမိဒ ာမှန်ပါစေငြိလေးမရှိပါဘူးမှန်ရာကိုအာမန်တန်ပြောတတ်ကြပါတယ်အပြိုင်ဆိုင်ပြုလို့ရခြင်းပက်ကက်ရခြင်းအလုပ်တွေမှာပျော်မွေ့တတ်ပါတယ်အပြောဆိုလိမ္မာတဲမွေ့တဲ့လောက်စိတ်သက်ရေးရာမှာလွန်စွာမာကျောတဲ့သူတွေဖြစ်ပါတယ်သစ္စုတို့လည်းလှုပ်တတ်ကြပါတယ်တိစ္ဆာနဲ့မေတ္တာနဲ့ဆင်လာခဲ့ရင်တိစ္ဆာကိုဦးစားပေးတဲ့သူဖြစ်ပါတယ် မှန်ကန်မှုကိုနှစ်သက်တဲ့သူတွေလည်းဖြစ်ပါတယ်။နနကတ်တို့ဤသဘောမှာအနေတိုင်းတည်ကြည်ခန့်ညာပါတယ်။တို့တို့မကောင်းသောအချက်မှာတယူတန်စိတ်နဲ့တဆုတို့ပြုလုပ်တတ်တဲ့သူတွေဖြစ်ပါတယ်။တို့စိတ်ကိုထိမ့်ချုံနိုင်မှသာမိမိတို့အလိုစီရာကိုတန်လှန်နိုင်ပေမိမိတို့ရဲ့ပန်းနိုင်ကိုကြောက်မှာဖြစ်ပါတယ်။မိတ်ဆွေအပေါင်းအသင်းခင်မီတို့ဖြစ်၍တို့သူတို့နဲ့ပတ်သက်ရင်လည်းကူညီပံ့ပိုးတတ်တဲ့သူဖြစ်ပါတယ်။ဒီအကြည့်တွေကြောင့်ပဲမကြာခဏအပေါင်းအသင်းနဲ့ဆရာသမားတွေရဲ့အကူအညီအထောက်အပံ့ကိုမကြာခဏရရှိတတ်ပါတယ်။လောကမကြီးတော့သူများဖြစ်တော်လဲလွန်စွာစံနာတဲ့စိတ် က်ကပြင်းပြတ်ပါတယ်မိမိရှိနေလဲမနှမျောပဲပေးကမ်းသူများလည်းဖြစ်ပါတယ်တချင်းဆိုရတာကားခုံရတာကိုလည်းအလွန်ကြင်နေတဲ့သူတွေဖြစ်ပါတယ်နနက်ခက်ပိုင်စင်တို့ရဲ့စိတ်နေစိတ်ဓာတ်မှာနေထိုင်တဲ့ပုံစံကလည်းဒါစတိုင်ကြကြနဲ့နေထိုင်တတ်တဲ့သူတွေဖြစ်ပါတယ်ကိုကြည်တော့ပေါ်မရက်တည်နိုင်တွေမိဘတွေဆွေမျိုးတို့ရဲ့ထံမှာလူတမျှကိုနှစ်ပူနှစားလည်းလှုပ်သက်ပါတယ်အခြေအတွင်လည်းအပေါင်းအသင်းနဲ့အခြေနဲ့စဉ်းစားခဲ့ရင်အပေါင်းအသင်းကိုဦးစားပေးတဲ့သူတွေဖြစ်ပါတယ်ချစ်တူအိမ်အောင်ဘက်နဲ့အချင်းတော်တော်များများမှာအတူမရှိတတ်ပါဘူးတငယ်ချင်းတွေအ ပေါင်းတင်ရပဲအပြင်မှာပဲအချင်းကိုတက်တဲ့သူတွေဖြစ်ပါတယ်။မရည်ရွယ်ထားသူနဲ့လည်းဖူးစာဆိုလို့ရှိပါတယ်။အပေါင်းတင်ကိုအယံခင်မင်တော်သူဖြစ်၍နော်အပေါင်းတင်ကောင်းရင်လည်းကောင်းတဲ့ပတ်ချံကိုရောက်စီသွားတတ်ပါတယ်။အပေါင်းတင်ကမကောင်းဘူးဆိုရင်လည်းမကောင်းတဲ့ပတ်ချံမှာအာတန်သွားတတ်ပါတယ်။နနက်ခတ်ပိုင်စင်တို့ရဲ့စိတ်ကအယောင်ဆိုးတာအယံလွယ်ကူပါတယ်။မိမိတို့ရဲ့ရည်တည်ချက်ကနေတခြားသူတို့ရဲ့ပြောတဲ့စကားကိုအလွယ်တကူနားယောင်လွယ်ပါတယ်။နနက်ခတ်ပိုင်စင်တွေကစိတ်သက်ရေးရာမှာမာကျော်တော်လဲနားယောင်လွယ်ခြင်းဒီအလွယ်တကူယုံကြည်တတ်တော် ောကြောင့်အားနည်းချက်တခုလိုဖြစ်သွားတတ်ပါတယ်။နနက်ကပ်ပိုင်စင်များအခုကျွန်တော်ပြောမဲ့လေးချက်ကိုသိထားနိုင်မယ်ဆိုရင်ကောင်းကျိုးတွေကိုရရှိလာမှာဖြစ်ပါတယ်။နံပါတ်၁လူအောက်ကျုပ်ပေါင်းမှာအောက်ကျုပ်ပေါင်းလေးလေးနှက်နေတော့ပညာရက်များအများများရှိနိုင်တော့အမိကောင်းများရရှိတတ်ပါတယ်။ဒါကြောင့်အောက်ကျုပ်ပေါင်းမှာလို့အကြံပြုပါရခင်ဗျာ။နံပါတ်၂နားယောင်လွယ်ခြင်းယုံကြည်လွယ်သူဖြစ်တဲ့ပြည့်သူတစ်ပါးကိုယုံကြည်မလွယ်လေးလေးတိုးတက်လေးလေးဖြစ်တဲ့ပြည့်လုံးဝလုံးဝ မယုံကြည်ပါနဲ့လို့အကြောင်းကြံပြုပါရခင်ဗျာနံပါတ်3အပေါင်းတင်းများသဖြင့်အပေါင်းတင်းကအရန်များတော့သူဖြစ်တဲ့အတွက်ကြောင့်မို့အားလုံးကိုပေါင်းပြင်းချင်းလုံးဝပြုလုပ်တည်ပါဘူးဆောင်းတိတူကိုဆောင်းမယ်ပေါင်းတိကိုပေါင်းမယ်မဆောင်းနိုင်မဲ့ပေါင်းရင်လေကိုပေါင်းစိတ်ခွာတိုင်းနေထိုင်ရမှာဖြစ်ပါတယ်နံပါတ်4 စိတ်ရှိတီကံမှာစိတ်ရှိတီကံချင်းဒီနနကပန်းရှင်တို့အတွက်ထိတ်ဆုံးလို့ရောက်ရှိမယ်လမ်းပင်ဖြစ်ပါတယ်။ဒါကြောင့်ကျွန်နေနဲ့အကြံပြုရရင်တော့နနကပန်းရှင်တို့ဒီစိတ်စေပါတီကံမှာကိုလိုချင်တဲ့ပန်းနိုင်ကိုမရောက်မချင်းမဲနဲ့အောက်ကျပါတီကံမှာလို့ကျွန်တော်ကအကြံပြုလိုက်ရပါတယ်ခင်ဗျာ။လူနကလူနကပန်းရှင်များကစကားပြောဆိုမာကြောတဲ့သူတွေဖြစ်ပါပြတ်သားတတ်တဲ့တွေဝိုက်ပြီးတော့ပြောရတဲ့တက် တက်မက်မက်ကိုပြောရတာပူပြီးတော့သဘောကျတဲ့သူတွေဖြစ်ပါ အပြောကျန်တဲ့လောင်းစိတ်ဓာတ်နူးညံ့တဲ့သူတွေဖြစ်ပါတယ်ကိုကာယအားဖြင့်မြို့သူအပေါ်မှာယံတို့လိုစိတ်လုံးဝမရှိပါဘူးလူနက်ခတ်ပိုင်စဉ်တို့ရေဘဝတွင်ဒုက္ခနဲ့ဒုက္ခကိုဆင်လာခဲ့မယ်ဆိုရင်ဒုက္ခကပို့ပြီးတော့ရင်ဆိုင်ရတဲ့သူတွေဖြစ်ပါတယ်ဘဝအတိမြင်ဘဝတွေ့ကြုံမှလည်းအယံများပြားတဲ့သူတွေဖြစ်ပါတယ်ကဲ့တွေ့ဆန်တော့ဘဝကိုကက်တန်ရသူများဖြစ်တဲ့ပြည့်စိတ်ကူရင်မှုနေပါသူများလည်းဖြစ်ပါတယ်ဘဝဖန်သမရွယ်မှာစပြီးအခက်အခဲမျိုးစုံကိုကြုံတတ်သူတို့များလည်းဖြစ်ပါတယ်အရွယ်ရလာချိန်တွေလည်းတော်ရုံတန်ရုံကိစ္စများကိုခံနိုင်ရည်စိတ်ရှိတဲ့ခံနိုင်ရည်ချင်းလည်းရှိတဲ့ ့သူတွေဖြစ်ပါတယ်။အယယာကိုလှိလာလိုက်စားလို့စိတ်စူးစမ်းလို့စိတ်လည်းစီပါတယ်။ဘဝတွင်လည်းပြောင်းလဲခြင်းများစွာတွေ့နေဒါကြုံတွေ့ရတတ်ပါတယ်။ငွေရမြေမှာပြောင်းဆွေခြင်း၊နေထိုင်ရခြင်း၊ရုပ်တရက်အိမ်အောင်ကြခြင်း၊မိဘများနဲ့ကွဲကွာရခြင်း၊ညီကိုမောင်နှမတွေဆွေမျိုးများတွေနဲ့ကွဲကွာပြီးတော့နေထိုင်ရခြင်းတွေကြုံတွေ့တတ်ပါတယ်။မိမိအပေါ်ကိုတင်စီသောစကားမာနထောင်လွှားပြီးတော့ပြောဆိုသောစကားများကိုမခံချင်တဲ့သူတွေဖြစ်ကြပါတယ်။အများစုကချက်ချင်းတင်တုတ်ပြန်တတ်ကြပါတယ်။တခုတတိထားရမှာကလူနက်ကပိုင်စင်တွေကကိုယ့်ပေါ်မကောင်းကြံလာခဲ့ရင်ငင်းခံလေ လေးမရှိပါဘူးပြန်တုတ်ပြန်လိုက်ရမှာချိန်နှက်တဲ့ဒူစားဖြစ်ပါတယ်ဒီတစ်ချက်တော့ရန်သီးထားရမှာဖြစ်ပါတယ်သူဆိုးလို့ကိုဆိုးလိုက်ရင်ကိုပါပြစ်စီတူဖြစ်တတ်ပါတယ်ဒါကြောင့်သူဘလောက်ပဲဆိုဆိုတိခဏနိုင်နေဆိုရင်တော့အောင်မြင်မှုပန်းနိုင်ကိုရောက်ရှိမှာဖြစ်ပါတယ်လူနှက်ကပ်ပိုင်ရှင်တွေကမြန်ရန်တွေ့လဲအရန်ကောင်းတဲ့သူတွေဖြစ်ပါတယ်ဘဝဘေးပညာကိုပန်းပိုင်နိုင်နိုင်တွန်းကျင်တော့သူများဖြစ်ပါတယ်ထူးခြားချက်မှာအကျက်သေးသေးတွင်ပင်အခွေလန်းကိုရအောင်စာပွေတက်တဲ့သူတွေဖြစ်ကြပါတယ်အเจ้าရတစ်ခုကိုအမြဲတမ်းလည်းလို့စဉ်းစားနေတတ်တဲ့သူတွေဖြစ်ကြပါတယ်မိမွေဖွားမွေတန်းက ုတူကိုချွန်လို့သူများဖြစ်ကြပါတယ်ဘဝပေးအရာလဲတို့ကဲ့သို့ပုံစံမျိုးကိုတာဖြစ်လာတတ်ပါတယ်များသောအားဖြင့်ညီကိုမောင်နှမတွေနဲ့မတည့်တတ်ပါဘူးမိသားစုနဲ့လည်းအဆင်မပြေတတ်တဲ့သူတွေဖြစ်ပါတယ်ချစ်တူကြီးစားများပြားတတ်ခြင်းသို့မဟုတ်အချစ်ရဲ့အင်တော်ရဲ့ဘက်မှာအပြိုင်ဆိုင်များကိုကျွန်လို့ရတတ်ပါတယ်နောက်ဆုံးပြိုင်ဆိုင်မရှိရင်ချစ်တူချင်းချင်းလင်မယားချင်းချင်းကိုအပြိုင်ဆိုင်ဆိုခြင်းအပြိုင်ဆိုင်စိတ်ကောင်းတတ်တဲ့သူတွေဖြစ်ပါတယ်ဘဝလုပ်ငန်းများပင်ပညာရေးလုပ်ငန်းများထက်စီးပွားရေးလုပ်ငန်းကပိုပြီးတော့အကျိုးပေးတတ်ပါတယ်ဒါကြောင့်လူနက်ကပိုင်စင်တွေကစီ ီးပွားရေးတို့စောင့်ချပြီးတော့လုပ်တတ်ပါတယ်။လူနှက်ခတ်ပိုင်စင်တို့ရည်လိုက်နာရမယ့်ချက်များနံပါတ်၁စကားပြောမာကျိုးတူဖြစ်ရင်တိမ်မွေးစွာပြောဆိုပါ စကားပြောတင်များနဲ့ငိုရှိပြီးသားဘဝကိုပေါင်းဆက်လိုက်မယ်ဆိုရင် လူများအားကိုအားထားသူဖြစ်လာမှာဖြစ်ပါတယ်။အောင်မြင်ရေးအတွက်လည်းအထောက်ပံ့ညာဖြစ်ပါလိမ့်မယ်။တို့ကြောင့်စကားမမာပြောခြင်းကိုဆောင်ကျင်ပါခင်ဗျာ။နံပါတ်၂အတိုက်ခံသဘောမျိုးတွေကိုဆောင်ကျင်ပါပြန်လည်တုတ်ပြန်ခြင်းတဲ့ဥပိ္ပခါပြုလိုက်ခြင်းကထင်မှတ်မထားတော့ကြော်စုံမှုတွေကောင်းတင်းများတွေပိုင်ဆိုင်ရမှာဖြစ်ပါ ါတယ်။နံပါတ်3စိတ်ကိုညင်အောင်ထိန်းချုပ်ပါ။ကျုပ်ပြရဲ့တုတ်ပြန်မပြောခင်စိတ်ကိုညင်အောင်ထိန်းချုပ်ပြီးမှပြောဆိုပါကပုံမိုးကောင်းမွန်လိမ့်မယ်။နံပါတ်4စိတ်နှလုံးအားဖြင့်ကောင်းမွန်သောသူဖြစ်နေပြီးစကားပြောဆိုကိုစင်ကြင်စွာပြောဆိုနိုင်ခြင်းပင်လူနှက်ကပ်ပိုင်ရှင်တို့အတွက်ထိတ်ဆုံးရောက်မဲ့ပန်းတိုင်တစ်ခုဖြစ်ပါ၏ခမောင်။ဘလူနှက်ကပ်များ၏အကြောင်းဘလူနှက်ကပ်ပိုင်ရှင်တို့သည်စိတ်အယံပြင်းပြရတဲ့သူတွေဖြစ်ပါတယ်။တိုက်လီနိုင်ရမှကျဉ်းနှက်ပါတယ်။စင်ရင်သာမကြက်ကြတဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်ဘလူနှက်ကပ်ပိုင်ရှင်တွေကဘသူကိုမှလည်းမကောင်းတာမလုပ်သလိုကိုယ်လည်းလု ုပ်လဲငင်ကန်လေးမရှိပါဘူးအများစုမှာမခန့်တင်စိတ်တွေများပြားတဲ့သူတွေဖြစ်ကြပါတယ်အရာရာကိုလိလလိုက်စားတော့သူများဖြစ်ပြီးဟိုးဆက်ဆက်ဒီဆက်ဆက်လှုပ်တက်တဲ့သူတွေဖြစ်ပါတယ်ဟိုကဲ့သို့ပြုလုပ်တဲ့များတခါတရံတွင်အလုပ်ကိစ္စများတွင်ဒါတဝက်တစ်ပြက်နဲ့ဖြစ်နေတတ်ပါတယ်ကြီးစုတရားကိုအလွန်တိတက်တဲ့သူတွေဖြစ်ပါတယ်ဘလူးနက်ခတ်များ၏စိတ်သက်သည်သူကောင်းလင်ကိုကောင်းပြီးသူမကောင်းလင်ကိုလုံးဝမကောင်းဟုတော့စိတ်သက်မျိုးဖြစ်ပါတယ် မင်းတောင်ပြောရမယ်ဆိုရင်မှန်လို့လူစားမျိုးတွေဖြစ်ပါတယ်ကိုပြုံးပြရင်သူပြန်ပြုံးပြမယ်ကိုရည်ပြရင်ရည်ပြမယ်ကိုမှဲ့ပြရင်ပြန်မဲ့ပြမယ်ဆိုတဲ့စိတ်သက်မျိုးတွေဖြစ်ပါတယ်အပေါင်းအသင်းများကိုလည်းကိုပေါ်တကယ်နားလဲသူကိုရွေးချယ်ပြီးတော့ဖောင်းလေးရှိပါတယ်လူများနောက်လိုက်တဲ့ဆရာလုတ်တက်ခြင်းအမိတ်ပေးတက်ခြင်းဩစာပြီးတော့စိတ်သက်တွေရှိနေတတ်ပါတယ်တို့ကြောင့်ကိစ္စတော်တော်များများတွင်တိအောင်ကြိုးစားလေးရှိပါတယ်ဘလူနက်ကပ်ပိုင်စင်များဒီတေလင်းကြီးကြီးစင်ရင်ဆွေသည်ဆိုတဲ့စိတ်သက်မျိုးလည်းရှိပါတယ်တခါတည်းရန်ဝေခွဲလို့မရတဲ့ကိစ္စ များအတွင်းနောက်ဆုံးလေးလုံးဝမရှိပါဘူးသုံးသက်တိုက်ကြားကကိုက်ပြစ်မှုတက်ကြပါတို့ချက်ကြောက်ပဲမှားမှန်ကျင့်ကြံမှုအားနေတတ်သောအတိကအားနေချက်တစ်ခုဖြစ်ပါတို့ချက်ကိုတော့အထူးပြုပြင်ရမှာဖြစ်ပါတယ်ဤသည့်နေရာတွင်မဆိုသင်ပေါ်ကြော်ကြားလို့ကြားပါငယ်စဉ်ခါတွင်အခက်အခဲများနဲ့ကြုံတွေ့ရတတ်ပါတယ်ချစ်သူအိမ်တော်ဘက်များနဲ့ပတ်သက်ပြီးခံစားလွယ်တဲ့ပေါက်ကွဲလွယ်တဲ့သူတွေဖြစ်ပါတယ်တို့တို့နှစ်နှစ်ကာကာချစ်သက်သူများလည်းဖြစ်ပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးစုပေါင်းလှုပ်ခြင်းထက်အူတရောက်လောက်ကင်လင်ပိုလွေကောင်းမှပါတယ် အများကျိုးနဲ့သက်ဆိုင်သောလုပ်ငန်းများတွင်အကျိုးလွန်စွာပေးသက်ပါသည်။ဘလူးနက်ခတ်ပိုင်စင်များလိုက်နာဆောင်ရွက်ရမည့်အချက်များက၁ ခင်ပေါ်ကြော်ကြားလို့တော့စိတ်လောဘရှိတဲ့ဖြစ်ဒုလောဘကိုထိန်းချုပ်ပါနှစ်မဝေကွဲနိုင်တော့ကိစ္စများတွင်တောင်းသုံးသက်တိုက်ကြားကကိုင်စွန့်စားတတ်တော်သူများဖြစ်တဲ့ဖြစ်အမားတွေဖြစ်တဲ့ပြီးဘဝမှာအသက်ကြမြန်တတ်ပါရဲ့ဒိုကြောက်ပဲရှိကြသောအောင်မြင်မှုမြဲမြံသောယက်တည်မှုများကိုအလိုရှိပါကတေချာစဉ်းစားစဉ်းကျင်ပါစိတ်တလန်းအတွက်နောက်တလန်းဆွ့၍အာယူခြင်းများကိုချိန်ဆလှုပ်ဆောင်ပါသုံး မခန့်ကျင်စိတ်များသဖြင့်မခန့်ကျင်စိတ်ကြောင့်ပဲတခါတလေလောကကြီးကိုပင်အယွတ်တိုက်တက်ကြမှာတို့မခန့်ကျင်စိတ်အားစင်းတကြခင်းချုပ်ခြင်းမှန်ကန်သောနေရာတွင်အတုံးချတက်ခြင်းတည်ပင်ဘလုနခတ်ပိုင်စင်များအတွက်ထိတ်ဆုံလို့ရောက်ရှိမိလမ်းပင်ဖြစ်ပါတယ်ခုလိုမျိုးမအားတဲ့ကြာကနေကျဲဘီယိုကိုအစကနေဆုံးလက်ကြည့်ပေးတဲ့တွက်တယောက်ချင်းစီကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာခုလိုမျိုးပဲဘလုနခတ်ပိုင်စင်တွေတွေ့ရအောင်မြင်အောင်ရှယ်ခြင်းဝေမျှခြင်းဖြင့်ခုလိုယူလိုက်ပါလို့ကျွန်တော်အကြံပြုတင်ပါတယ်နောက်ဗီဒီယိုတွေမှာနှက်ခတ်ခြင်းချင်း တဲ့မတဲ့ဘလို့နှက်ခတ်တွေကိုအိမ်အောင်ပြုတ်တယ်လေဘလို့နှက်ခတ်ကိုရှောင်တယ်လေဆိုတော့ကိုကျွန်တော်စစ်စစ်ပေးမှာဖြစ်ပါရဲ့ဒါကြောင့်မို့ DBO မြန်မာနဲ့ Facebook ကမိတ်ဆွေများက follower ချက်လောက်နှိပ်ထားပေးပါကျွန်မိတ်ဆွေတွေပျော်စွင်တော့မိသားစုဝတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့ပါပြန်လဲဆုံတွေ့ကြပါ